်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်အုပ်စုနဲ့လက်အောက်ခံနေချောင်းစောင့်တက်များပြည်သူစစ်များကစိုက်ပါလိမ့်လည်မှုများမှာအကျိုးခံစားခွင့်ရရှိနေပြီး NUG အနေဖြင့်နိုင်ငံဖြတ်ကျော်ရဇဝတ်မှုများကိုနှိမ်နှင်းအမြင့်ဖြတ်ရန်နိုင်ငံတကာနှင့်လက်တွဲညီဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာစံဖတ်စစ်အုပ်စုနဲ့လက်အောက်ခံနေချောင်းစောင့်တက်များမဟာမိတ်ပြည်သူစစ်အဖွဲ့များက စိုက်ပါလိမ်လည်မှုများမှအကျိုးခံစားခွင့်ရရှိနေပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကိုနှိမ်နှင်းအမြင့်ဖြတ်ရန်ပြည်တွင်းပြည်ပညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကတရားဝင်ထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မြန်မာနိုင်ငံတွင်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကိုနှိမ်နှင်းအမြင့်ဖြတ်ရန်နှင့်ထိခိုက်သူများကိုပံ့ပိုးကူညီနိုင်ရန်တိုင်းသာတော်လှန်ရေးအဖွဲ့များ ERO ၊ကြားဖြတ်မိတ်ဖက်အုပ်ချုပ်ရေးအဖွဲ့အစည်းများ နိုင်ငံကတရားဥပဒေစိုးမိုးရေးအဖွဲ့များအခြားသက်ဆိုင်ရာအဖွဲ့များနဲ့အတူညှိနှိုင်းဆောင်ရွက်သွားရန်ကတိကဝတ်များကိုဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံအတွင်းမှကျူးလွန်နေသည့်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာလုပ်ရများအပေါ်မကြသေးမီကနိုင်ငံတကာ၏အာရုံစိုက်ဒုမြင့်အရေးယူဆောင်ရွက်မှုများအတွက်မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရမှကြိုးဆိုကြောင်း NUG ကကြေညာပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2023ခုနှစ်အောက်တိုဘာလ18ရက်နေ့ထုတ်လူကုန်ကူးမှုခြားယောင်းလိမ်လည်မှုနှင့်နိုင်ငံဖြတ်ကျော်မှု မှုကင်းဆိုင်ရာကျင်းညာချက်နဲ့အမျိုးသားညီညွတ်ရေးအစိုးရ KNPP ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNU ၊ကရင်အမျိုးသားအစည်းအရုံး CNF ၊ချင်းအမျိုးသားတပ်ဦး APSDF ၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး၊မွန်ပြည်သက်ပါတီ NNSP ၊ WLP ၊ Humalash Parmai 2025ခုနှစ်ဇန်နဝါရီလ20ရက်နေ့မြန်မာနိုင်ငံတွင်စိုက်ပါရာဇဝတ်မှုများကြီးထွားလာနေသောအခြေအနေနှင့်ပတ်သက်၍ပူးတွဲကြေညာချက်များထုတ်ပြန်ခဲ့ကြောင်းသိရပါသည်။ အရှိတောင်အရှာတွင်အတ္တိကအဖြစ်လှုပ်ရှားနေသောစိုက်ပါလိလဲခိုင်းများသည့်ကမ္ဘာတဝန်းရှိအပြစ်မဲ့သူများထက်မှတနည်းလျင်ဒေါ်လာ65ဘီလီယံခန့်လိမ့်လဲလှည့်ပြားနေပြီးမြန်မာပြည်သူပေါင်းတသိန်း2000မှအွန်လိုင်းလိမ့်လဲမှုများလှုပ်ဆောင်ရန်ပြည်အားပေးထိန်းသိမ်းခံနေရကြောင်းမြန်မာချန်ဖတ်စေအုပ်စုနှင့်၎င်း၏ကုတ်ခဲမှုအောက်ရှိနေကြာဆောင်တံများမဟာမိတ်ပြည်သူစစ်အဖွဲ့များနှင့်နိုင်ငံဖြတ်ကျော်ရာဇဝတ်ခိုင်းများသည့်အထက်ပါလိမ့်လဲမှုစင်တာများ၏အကျိုးခံစားအခွင့်ကိုရရှိနေသူများဖြစ်ကြောင်းထိုအကျိုးအမြတ်ငွေများဖြင့်အခြားရာဇဝတ်မှုများနှင့် မြန်မာပြည်သူများအပေါ်ကျူးလွန်သည့်ရက်ဆက်ကြမ်းကြုတ်မှုများကိုမိလောင်ရလေးပင့်ဖြစ်စေကြောင်းလိမ့်လည်မှုနှင့်လူကုန်ကူးမှုနှစ်ခုစလုံးဤသားကောင်များတွင်မရေမတွက်နိုင်သောမြန်မာနိုင်ငံသားများနှင့်ကမ္ဘာတဝန်မှလူများစွာပါဝင်ကြောင်း NUG ကဆိုပါတယ်။ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏မြန်မာပြည်တွင်နှင့်ဒီပါမလိမ့်လေခိုင်းကောင်းဆောင်များကိုဖန်စီတရားဆွဲဆိုရန်လှုံ့ဆော်ခြင်းများအမေရိကန်နိုင်ငံမှ United States Scan Center Strike Force ဖွဲ့စည်းခြင်းရာဇဝတ်အဖွဲ့အစည်းများအားစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူခြင်းနှင့် ပိုင်ဆိုင်မှုများကိုသိသိရန်အတွက်ဗန္ဒာရေးဌာန၏ကြေညာခဲ့သောလှုပ်ဆောင်ခြင်းများအပါအဝင်အိန္ဒိချင်းနိုင်ငံများဒေတာရင်းနိုင်ငံများနှင့်နိုင်ငံတကာအဖွဲ့အစည်းများအလုံး၏ဂျိုးပန်းလှုပ်ဆောင်မှုများကိုကျေးဇူးတင်အသိအမှတ်ပြုကြောင်း NUG ကထုတ်ပြန်ကြေညာပါသည်ရာဇဝတ်ကိုင်းမြ၏အမြင့်ဆုံးခေါင်းဆောင်အဆင့်ရှိသူများကိုပြစ်မှတ်ထားတိုက်ခိုက်ရန်ရာဇဝတ်မှုများရက်တက်ရန်လိမ့်လေခံရသူများ၏ငွေကြေးပြန်လည်ရရှိနိုင်ရန်နှင့်လူကုန်ကူးခံရသူများကို၎င်းတို့၏လူအခွင့်အရေးအလေးထားပြီး နေရက်တို့ပြန်လည်ပို့ဆောင်နိုင်ရန်နိုင်ငံတကာမှတိုးမြှင့်ကြိုးပမ်းမှုများလိုအပ်ကြောင်းဤလှုပ်ဆောင်ချက်များကမြန်မာနိုင်ငံငြိမ်းချမ်းသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရန်နှင့်ဒေသတစ်ခုလုံးအတွက်လိုအပ်သောတည်ငြိမ်အေးချမ်းရန်အခြေအနေကောင်းများကိုပံ့ပိုးပေးမည်ဖြစ်ကြောင်း NUG ကပြောပါရယ်အမျိုးသားညီညွတ်ရေးအစိုးရ၏နိုင်ငံဖြတ်တော်ရစဝဲမှုဆိုင်ရာအလို့အဖွဲ့နှင့်ပြည်သူ့ရဲတပ်ဖွဲ့တို့ကကုညီပံ့ပိုးသည့်အပိုင်းတွင်ပါဝင်လျက်ရှိကြောင်း စိန်ခေါ်မှုများကိုခိုင်တွဲဖြည့်ရှင်းရာတွင်စီအာနာရှင်များ၏ရာဇဝတ်မှုဆိုင်ရာလုပ်ငန်းများကိုနှိမ်နင်းနေကြသောနိုင်ငံတကာနှင့်ပြည်တွင်းရှိသက်ဆိုင်ရာအဖွဲ့များနှင့်မိမိတို့ပူးပေါင်းဆောင်ရွက်မှုကိုကြိုဆိုကြောင်းမြန်မာစစ်တပ်ရာဇဝတ်မှုများမှာရရှိနေသည့်တရားမဝင်ငွေကြေးစီးဆင်းမှုများကိုဖျက်ထောက်ကောင်ထုံဝင်များကိုအုံပြုပြီးကျူးလွန်ထားသောရာဇဝတ်မှုများအစုံတက်နိုင်ရေးနှင့်လိမ့်လည်ခံထားရသူများတရားမျှတမှုရရှိစေရင်နိုင်ငံတကာအတိုင်းအဝိုင်းနှင့်အစဉ်တစိုက်လက်တွဲဆောင်ရွက်ရန် NUG ကကတိပြုပါသည် ဆက်လက်ပြီးဖအံရောက်အကြံဖတ်မရောက်လိုက်တဲ့တင်ပေါက်ကြောင်းမှုနဲ့လုံခြုံရေးအခြေအနေကြောင့်အစီအစဉ်တချို့ဖြတ်သိမ့်ပြီးညမအိတ်ဖိန်မော်လမြိုင်တို့ရဟတ်ရင်ဖြင့်ထွက်ခွာညအိတ်တယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကရင်ပြည်နယ်ဖအံမျိုးတွင်ရောက်ရှိနေသည့်အကြံဖတ်မရောက်လိုက်မှခရီးစဉ်သတင်းပေါက်ကြားမှုနှင့်လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေများကြောင့်ဖအံတွင်ညမအိတ်တော်ပင်မော်လမြိုင်သို့ရဟတ်ရင်ပြန်ထွက်ခွာပြီးအရှိတောင်တိုင်းစစ်ဌာနချုပ်တွင်ညအိတ်ခဲကြောင်စစ်တပ်သတင်းရင်းမြစ်အချို့ထံမှသိရပါသည် ရှမန်နီနိုဝင်ဘာလ15ရက်နေ့ဖန်အန်မျိုးတို့ရောက်ရှိခဲ့သောအကြံဖတ်မေယောင်းလိုင်းမှာဖန်အန်တွင်ဌာနဆိုင်ရာတွေ့ဆုံဖွဲ့နှင့်လှုပ်ဆောင်ခဲ့ပြီးလူငယ်စင်တာနှင့်ဇွဲကပင်မိုးလုံလေးလုံးအားကစားခွင့်တည်ဆောက်မှုကိုသွားရောက်စစ်ဆေးခဲ့ကြောင်းမူလအစီအစဉ်ဖြစ်သည့်ဖန်အန်တပ်နယ်တွေ့ဆုံဖွဲ့နှင့်တောင်ကလေးစစ်ဆေးရုံတို့သွားရောက်မည့်အစီအစဉ်ကိုဖျက်သိမ်းခဲ့ကြောင်းရှင်းအောင်ဖအန်တွင်ညမအိတ်တော်ပဲရဟန်ရင်ဖြင့်မော်လမြိုင်တို့ထွက်ခွာကအရှိတောင်တိုင်းစစ်ဌာနချုပ်တွင်ညအိတ်ခဲ့ကြောင်းသိရပါသည် ဟန်အမတက်နယ်တွေတွေ့ဆုံပွဲနဲ့စစ်စေးယုံကိုသွားမဲ့အစီအစဉ်တွေမလုပ်တော့ပဲလုံခြုံရေးအခြေအနေကြောင့်ဖျက်သိမ်းတာရှိတယ်။ဖန်တက်နယ်တွေ့ဆုံပွဲနဲ့တောင်ကလေးစစ်စေးယုံသွားပြီးဒဏ်ရာရတက်မတော်သားတွေကိုတွေ့မဲ့အစီအစဉ်ကိုဖျက်လိုက်တယ်။ခရီးစဉ်သတင်းကြိုတင်ပေါက်ကြားလို့ဟုစစ်တပ်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ယမန်နီညနေ9:00နာရီအချိန်မြောက်လိုက်မှဖန်အမမော်လမြိုင်တို့ရဟတ်ရင်ဖြင့်မော်လမြိုင်လေစိတ်တို့ရောက်ရှိလာကြောင်းယင်းအောင် မော်လမြိုင်ကန္နာလန်ညာစေးတို့သွားရောက်ခဲ့ပြီးစိုက်တလန်ဖျားဖူးခဲ့ကြောင်းယနေ့နဲ့နောက်ပိုင်းမော်လမြိုင်ရှိ ပြည်내ခမ်းမတွင်အကြမ်းဖက်မရောက်လိုက်ကဌာနဆိုင်ရာတွစ်ဆုံဖွဲ့နှင့်အရှိတောင်တိုင်းစစ်ဌာနချုပ်တက်내တွစ်ဆုံဖွဲ့ပြုလုပ်မည်ဖြစ်ကြောင်းသိရပါသည်။ဆလပီစီအိုစုရဲ့ဆလင်းရွေးကော်အဖွဲ့ဝင်ကို NUG ဖန်စီအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေနဲ့အရေးယူမည်စစ်တပ်ရွေးကောက်ပွဲကူညီအားပေးသူတွေကိုဆက်လက်အရေးယူမည်ဟု NUG ပြည်내ရဲ့ဒုဝန်ကြီးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။မကွေးတိုင်းဆလင်းမြို့နယ်မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲပူးဆောင်ပြုလုပ်နေတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တအူးကိုဖမ်းဆီးထားပြီးအကြံဖြတ်တိုက်ဖက်ရေးဥပဒေနဲ့အရေးယူမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်နီကသတင်းဌာနကိုအတည်ပြုပါတယ်။ဆလင်မြို့နယ်ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တက်ဝေဆိုသူဟာတရားလွတ်တော်ရှိနေတအူးလေးဖြစ်ပြီးစစ်အုပ်စုရဲ့ရွေးကောက်ပွဲမှာဦးဆောင်ပါဝင်နေတဲ့အတွက်ပြည်သူကိုအကြံဖတ်မှုပြုလုပ်နေတာကြောင့်ပြည်သူတွေရဲ့သတင်းပေးမှုအရဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။စကားစားနဲ့စေအုပ်စုပေါ် အခုစကားမှာပုံအကျန်းဖတ်အဖွဲဖြစ်ချိန်ညာထားတဲ့စကားဆိုင်ရဲ့ရွေးကော်ကိုလည်းအကျန်းဖတ်အဖွဲဖြစ်ချိန်ညာထားတယ်ပေါ့နော်ဒါကြောင့်ရွေးကော်အဖွဲဝင်တွေအကုန်လုံးကအကျန်းဖတ်သမားအဖြစ်သတ်မှတ်ထားတယ်ဒါကြောင့်ကျွန်တော်တို့အဲ့ဒီအဖွဲ့ဝင်တွေအကုန်လုံးကိုဖန်စီအရေးယူဖို့အတွက်ကိုကျွန်တော်တို့အောက်ခြေအဖွဲ့အစည်းတွေကိုအစဉ်အဆက်ညွှန်ကြားထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်သူတို့တွေကိုရှေ့လျှောက်ဖန်စီအရေးယူဖို့ဆက်လုပ်မှာပေါ့နော်။အကြံဖက်စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝအားပေးအားမြောက်မပြုဖို့ပေါ့နော်။ဒါကိုတော့သတိပေးလိုတာပေါ့။ အဲဒီတော့ရွေးကောက်ပွဲအဖွဲ့ဝင်တွေကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရစက်ပြီးအရေးယူသွားမှာပါလို့ဒုဝန်ကြီးဦးကျော်နီကပြောပါတယ်။ရွေးကောက်အဖွဲ့ဝင်တက်ဝေဆိုသူကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီအရေးယူအဖြစ်ပေးနိုင်ဖို့စလီမျိုးနဲ့တရားရေးအဖွဲ့ကတရားရေးလှုပ်ထုံးလုပ်နေအတိုင်းစီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ကြပြင်း၎င်းကို NUG စလင်းမျိုးနယ်တရားရုံးမှာရုံးတင်စစ်ဆေးနေတဲ့မှတ်တမ်းတပ်ပုံကိုလည်းထုတ်ပြန်ချပါရယ်စလင်းမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကလည်းအတူရောင်ရွေးကောက်ပွဲတာစီရေးစီမံချက်အရာပါ ပနမအနေနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ပြီးရမန်ပေးထားပါတယ်လို့သတင်းဌာနကပြောပါတယ်။မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တက်ဝေထွန်းကဆလင်းမြို့နယ်ရဲစစ်ကောင်စီထိန်းချုပ်ရာနေရာနဲ့ကောက်ွယ်ရေးတပ်ဖွဲ့တွေစုမှုရာနေရာနှစ်ခုကြားမှာဖမ်းဆီးခဲ့တာလို့သိရပါတယ်။မဲယုံတိုင်းရွေးကောက်ပွဲမကျင်းပနိုင်အောင်ကြိုးစားမယ်လို့ဆလင်းမြို့နယ်ကောက်ွယ်ရေးအဖွဲ့ဝင်တအုပ်ကပြောပါတယ်။စစ်ကောင်စီကဆလင်းမြို့နယ်မှာရွေးကောက်ပွဲကို29အုပ်စုခွဲပြီးမဲယုံ52ယုံနဲ့ဒီဇင်ဘာ28ရက်ကစပြီးပြုလုပ်မယ်လို့သိရပါဗျ။ ကြားပြင်မကွေးတိုင်းနမောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကအကြီးတန်းဆေးရီဖြစ်သူမြို့တင်မြို့မကြီးကုန်းလေးကျေးရွာနေမင်းသူဆိုသူကိုဖမ်းဆီးထားတယ်လို့နမောက်ကလုံး PDF တရင်903ကနိုဝင်ဘာ14ရက်မှာထုတ်ပြန်ပါတယ်။သူတို့မိသားစုနဲ့လည်းဆက်သွယ်ခွင့်ပေးပြီးကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့နမောက်ကလုံး PDF တရင်903ကအသိပေးပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်အတွက်ပူးပေါင်းပါဝင်သူတွေကိုအရေးယူသွားမယ်လို့နမောက်ကလုံး PDF တရင်903ကအသိပေးထားပါတယ်။ ဒါပြင်ပျော်ဝယ်မြို့နယ်မှာစစ်ကောင်စီရွေးကောက်ပွဲအတွက်အလုလုပေးနေတဲ့ရဲကြီးဥက္ကဋ္ဌတအူပြစ်ခတ်ခံရလို့တည်ဆုံခဲ့ပါတယ်။